အလုံးမဲမင်္ဂလာပါဒီကနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အရာကတော့ကျွန်တော်ကိုပိုင်စီးပွားရေးကိုကိုတင်ဆောင်နေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ဒီအလုံးလုံးတဲ့ခါမှာနော်ကိုရေးကိုရေးကိုတာကိစ္စနဲ့ဒီနေ့ကိုကိုလုံးနေတဲ့ကိုပိုင်လုပ်ငန်းတစ်ခုနဲ့ကျွန်တော်ဒီအဲသူခန်းနဲ့သူကျွန်တော်တို့ကခွေးချတဲ့ခွေးချတဲ့ပေါ်တော့ကျွန်တော်ပြပြပေးခြင်းပါတယ်ကျွန်တော်အလုံးလုံးတဲ့ခါမှာကျွန်တော်ကဒီပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက်နဲ့ကျွန်တော်ကဒီကိုပိုင်စီးပွားရေးနဲ့ကျွန်တော်ဒီ ကိုရေးကိုတာကိစ္စနဲ့ပေါ့နော်ရှုပ်ထွက်လာတဲ့အခါမှာကျွန်တော်တို့အလုံးလောက်ရတဲ့စိတ်ကြဲမှုတွေစိတ်ငြိစရာတွေစိတ်ခံစားမှုတွေအများကြီးတွေဖြစ်ပေါ်လာတယ်။ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ဒါစီးပွားရေးဘက်ကိုကျွန်တော်တင်ဆောင်နေတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးဒီခွင့်ချတက်ဖို့တော့လိုတယ်။သူ့ကန့်နဲ့သူ့သူ့နေရာနဲ့သူ့သူ့အပိုင်းနဲ့သူ့ကျွန်တော်တို့ကခွင့်ချတက်မယ်ဆိုလို့ရှိရင်ကျွန်တော်အလုံးလောက်တဲ့အခါမှာအရန်ကိုမှအဆင်ပြေတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလူလည်းလူတိုင်းမှာမိသားစုရှိတယ်၊ကိုယ်ကိုယ်တိုင်ကိစ္စရှိတယ်။အရှိတော်သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါအချင်းချင်းကိစ္စတယ်ပေါ့နော်။ ်အကျွန်တော်ပုံစံအမျိုးမျိုးတွေရှိတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အလုံးလုံးအလုံးလုံးတဲ့အခါမှာကျွန်တော်ကသူ့ဟာနဲ့သူ့သူ့ပိုင်းနဲ့သူ့ကျွန်တော်ကခွင့်ရှားတက်မယ်ဆိုရင်ကျွန်တော်ဒီစီးပွားရေးတစ်ခုကိုကျွန်တော်ကအောင်မြင်အောင်တော်လို့ရတယ်။ဒီနေ့စီးပွားရေးမှာစူးစမ်းတဲ့သူတွေဟာကျွန်တော်လမ်းတစ်ပိုင်းမှာကြာဆုံးတဲ့သူကပါကြောင်းလဲ။ကျွန်တော်ဒီမျိုးကိုရေးကိုတာကိစ္စတွေကျွန်တော်တို့ဒီမိသားစုကိစ္စတွေကိုရေးအပြင်ကိစ္စတွေကျွန်တော်တို့ဒါခွင့်ချမှုမရှိဘူး မခွေးခြားတက်တဲ့ခါကျတော့ကျွန်တော်တို့ကအလောလောရတာစိတ်ခံစားမှုတွေပိုပြီးများများလာတဲ့အခါမှာကျွန်တော်တို့ကဒါ land bike မှာကြာဆုံးရခြင်းဖြစ်တယ်။ဒါဆိုဒီနေ့ကျွန်တော်ရေရှည်အောင်မြင်မှုကိုကျွန်တော်တို့သွားနိုင်ဖို့အတွက်ဆိုရင်ကျွန်တော်ကအဲ့လိုမျိုးခွေးခြားတက်ရမယ်နော်။ကျွန်တော်အလုပ်ဒီအလုပ်ကျွန်တော်တို့ကိုင်းကိုတာကိစ္စဒီကိုင်းကိုတာကိစ္စကျွန်တော်ကအဲ့ဒီကိုယ်ကိုထားကိစ္စအဲ့ဒီခံစားချက်အဲ့ဒီအသေးကွေးတာတွေပဲကျွန်တော်တို့ကအဲ့ဒီအရာကိုခံစားနေမယ်ဆိုရင်ကျွန်တော်တို့ရေရှည်မှာအောင်မြင်မှုဘယ်လိုမှမတော်နိုင်ဘူး။ဒါဆိုကျွန်တော်ကအဲ့ဒီအရာကိုပဲခံစားနေမယ်ဆိုတော့ကျွန်တော်နေ့စဉ်တမင်မစားတော့ဘူးလား။ ကျွန်တော်မှာဝင်ရအတွက်ကျွန်တော်မိသားစု အတွက်ကကျွန်တော်လိုအပ်တည်တယ်ဟုတ်လားကျွန်တော်ကမခံစားရတာပြောတာမဟုတ်ဘူးလူတိုင်းလူတိုင်းမှာကိုယ့်ကိုယ်တိုင်ကိစ္စဆိုတာရှိတယ်ရှင်းတော့ဆိုလို့ဆိုရှင်လဲကောင်မလေးတွေနဲ့အရှိကိစ္စတွေလည်းဒါအများကြီးရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့ဖွင့်ချတမ်းမယ်ဆိုရင်ကျွန်တော်ကရေရှည်တော်လို့ရတယ်เนาะဘာလို့ဆိုတော့ကျွန်တော်တို့ကသူ့ဟာနဲ့သူရှိရမယ်ကျွန်တော်ကစီးပွားစီးပွားရေး level တစ်ခုမှကျွန်တော်တောင်းနေတဲ့အခါမှာ ဥပမာကျွန်တော်တို့မျိုးတင်မျိုးယုံတယ်လာတဲ့အခါမှာကိုကအမြဲတမ်းအားရှိနေရမယ်ကိုကိုယုံကြည်မှုရှိနေရမယ်ကိုရဲ့အိမ်တွဲကိစ္စကိုအိမ်မှာပဲထားခဲ့ကျွန်တော်စီပေါ်ရေးမှာလုံငတ်ကိုကျွန်တော်ကလုံငတ်ခွန်ကိုကျွန်တော်ရောက်သွားပြီဆိုလို့ရှိရင်အဲ့ဒီအရာကိုကျွန်တော်ကမေ့ထားဖို့လိုတယ်အဲ့ဒီအရာကိုအဲ့ဒီနေရာမှာကျွန်တော်ရှင်းရမယ်အဲ့ဒီအရာကိုကျွန်တော်အဲ့ဒီနေရာမှာအဲ့ဒီပြဿနာကိုကျွန်တော်ရှင်းရမယ်အာအရှိကိစ္စရှိလို့အာကိုရဲ့ကိုဒါမိသားစုကိစ္စအခက်ခဲပြဿနာဒီနေ့တေချာတော့ကတော့ကျွန်တော်တို့ အဲ့ဒီရဲ့ခက်ခဲပြဿနာအဓိကကျွန်တော်ငွေငွေမရှိလို့ကျွန်တော်တို့ကအဲ့ဒီခက်ခဲပြဿနာတွေအဲ့ဒီလိုမျိုးကိုယ်ကိုယ်တိုင်ကိစ္စတွေရှုပ်ထွက်လာတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီစီးပွားကျွန်တော်တို့စီးပွားရေးမှာအောင်မြင်အောင်ဆိုးစူးစမ်းဖို့လိုတယ်။အောင်မြင်တဲ့သူတရားဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီကိစ္စတွေဟာအသေးသေးမမောလေးဖြစ်သွားတယ်။ဒါမှမဟုတ်အရှုံးတော့သူတွေဟာအဲ့လိုမျိုးကိုယ်ကိုယ်တိုင်ကိစ္စတွေကျွန်တော်တို့တခြားအကိုကြီးကိုတိုင်းကိစ္စတွေကိုကျွန်တော်ကကိုကိုကအကြီးလို့ပဲကိုထင်တယ်တကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုတစ်ခုအတွက်အဲ့ဒီအရာဟာအရင်အရင်မကြည့်ဘူးအဲ့ဒီအရာတွေကျွန်တော်အောင်မြင်သွားတဲ့အခါမှာကျွန်တော်တို့တိတိမမော သူ့ဟာသူအလိုလိုဖြစ်သွားမှာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ကိုဝေးကိုတိုင်ကိစ္စနဲ့ကျွန်တော်စီးပွားရေးနဲ့ကျွန်တော်ခွေးချတက်ဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ဒါတချို့သောလူငယ်တွေပေါ့နော်လူငယ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါအခြေအနေပတ်သက်လာရေးကျွန်တော်တို့ဒါစိတ်ညစ်တာတွေခံစားရတာတွေပေါ့နော်ကျွန်တော်ခံစားလို့ရတယ်စိတ်ညစ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်အလုပ်လုပ်တဲ့ခါမှာခွေးချတက်ဖို့လိုတယ်ကိုယ့်ရဲ့အောင်မြင်မှုကိုယ့်ရဲ့ရည်မှန်းချက်ကပို့ပြီးပြတ်သားနေဖို့လေဘာပဲဖြစ်နေဖြစ်နေပါစေ ဲ့ဒီကိစ္စကိုအဲ့ဒီနေရာမှာပဲကျွန်တော်တို့ထားဖို့လိုတယ်ကျွန်တော်တို့လုပ်ငန်းခွင်မှာလုပ်ငန်းကိစ္စကိုပဲကျွန်တော်တို့ခေါင်းထဲမှာအာယုံစိုက်ဖို့အာယုံစိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူတိုင်းအောင်မြင်လို့ရတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်မျှဝေပေးချင်တာကကျွန်တော်တို့ကလူတိုင်းလူတိုင်းမှာကျွန်တော်တို့ကကိုယ့်ရဲ့ကိုယ်တိုင်ကိစ္စကိုယ့်ရဲ့အခက်အခဲပြဿနာဆိုတာရှိတယ်တခါတည်းမှာဒီနေ့ကိုယ့်ရဲ့အခက်အခဲပြဿနာကအရင်ကြီးတယ်လို့ထင်လဲမထင်လိုက်ပါနဲ့မိစတို့တို့ကကြီးတဲ့အခက်အခဲပြဿနာတွေသူများတွေမှာအများကြီးရှိပါတယ်ဒါမှသူတို့ကအဲ့ဒီအရာကိုဥရာကိုဒါသူတို့ကအာဥတည်ချက်မပွေးဘူးဒါကြောင့်ဒီ တကယ်အောင်မြင်ခြင်းတဲ့သူတရားဟာအဲ့ဒီခက်ခဲပြဿနာအဲ့ဒီခံစားချက်တွေကိုဦးစားမပေးဘူးခင်ဗျဒီနေ့မိတ်ဆွေဟာတကယ်အောင်မြင်ခြင်းတဲ့သူတရားဖြစ်ချင်နေဆိုရင်အဲ့ဒီခက်ခဲပြဿနာတွေကိုအဲ့ဒီခံစားချက်တွေကိုဦးစားမပေးပါနဲ့ကျွန်တော်ဒီအဲ့ဒီခက်ခဲပြဿနာအဲ့ဒီခံစားချက်တွေကိုကျွန်တော်အဲ့ဒီပြဿနာတွေကိုပို့တွက်ဆိုရင်မိတ်ဆွေအရင်ဆုံးအောင်မြင်အောင်စူးစမ်းလိုက်ပါခင်ဗျ